အလုံးမင်းမင်္ဂလာပါရှင်ဒီနေ့ကျမတို့ channel လေးကနေပြပြပေးမယ့်စာအုပ်လေးကတော့ဆီယာမနွေအင်းဝရေးတဲ့ထားခဲ့ပါဆရာဝိတုတိုလေးပဲဖြစ်ပါလေရှင်အိယာကနူးနူးချင်းညလုံးနှလုံးကိုဖျက်ခနဲ့ဖွင့်လိုက်တာနဲ့ကျမနှာခေါင်းထဲကိုဂေါ်ဒဇင်ပန်းနဲ့တိုးဝင်လာတဲ့လက်ဆက်တင်းပြက်တဲ့အနက်ချီနူးချမ်းမြေ့စေတဲ့အနက်အိယာတွေကနေကျမလူးလဲထားပြီးခေါင်းရင်းပြတင်းမောက်ကိုဖွင့်လိုက်တယ်အိုး ချီစဲဂေါ်သူစင်နေအများကြီးပွင့်နေပြီနှင်းရီတောက်ထားတဲ့ဂေါ်သူစင်ပန်းနေအဆုပ်လိုက်အခဲလိုက် မကြီးပြင်မှာနှွေတဲပြီးပွင့်နေလိုက်ကြတာတိတ်လာတာပဲဂေါ်သူစင်တွေကိုကျမစိတ်တယ်ခွေထိုးပြီးတကောင်းလုံးခုနေအောင်ကျမကပန်းနာ သူများတွေပန်းတယ်လို့ရှင်ယုံလေးတစ်ခက်နှစ်ခက်မပန်းတတ်ပါဘူးပလူရီပန်ပန်အစ်တဲ့ဂေါ်သူစင်မျိုးကိုကြည့်ရတာကျွန်တော်တိတ်ဆိတ်ချမ်းသာတာပဲတဲ့ ရှင်နေမှာတသိမ့်သိမ့်လှုပ်ရှားရင် ကျမသူ့ကိုတရိယလာမိရဲ့။ပါဝါမျက်နှာအောက်ကမျက်လုံးမိုင်မိုင်တွေလုံကြီးအစိတ်အိမ်မီအဖြူတိုက်ပုံမိကိုရောင်နဲ့သူ့ဟန်ပန်းအစ်တစ်ကိုချစ်တယ်ဆိုတဲ့ဆရာရဲ့ဆရာတို့ပညာတတ်တွေဟာတိတ်ပြီးတော့စကားတတတာပဲနော်။သူတပားကျင်နေအောင်တိတ်ပြောတတ်တာပဲတကယ်တော့ဆရာပဲပြောတာမဟုတ်လား။ဘာလို့အများကြီးပန်တာလဲရင်တစ်ခက်နှစ်ခက်ရင်းရုံလေးပဲပန်ပါလားဆိုတဲ့စကားလေး ဧတိတုကပညာမတတ်တဲ့ဇေတ္တတော်၏စကားအလှတန်စာမစင်တတ်ဘူးဟင်ကျမကတကောင်းလုံးဖုန်နေအောင်ပန်ရမဇနတ်တာလို့ပြောတော့ဘလို့ပန်ပန်ဧတိနဲ့ဂေါတဇင်းလေးကိုကြည့်ရတာကျွန်တော်သိစိတ်ချမ်းပါလာပဲတဲ့ဆရာကိုစကနိုင်သူ့ကို ပလွေပါလားဆရာရဲ့ပြီးတော့ဆရာကိုညင်းတဲ့ကိုလည်းကျမမှမလေလှပါလားဦးနောက်နဲ့စဉ်းစားမိရင်တော့ကျမမညာပါဘူးဆရာကိုကျမ သိငင်းကျင်တာပဲလေဆရာတို့ကတာမိနှစ်ယောက်သေးပေမဲ့ဗာစည်းပွားရေးမှမရှိဘူးဆရာလက်ကကလေးနဲ့တာမိနှစ်ယောက်ရုန်းကန်နေရတာမူလာရန်ပြဆရာတယောက်ရဲ့လက်ကဟာဘလောက်ဆိုတာလဲကျမတိတာပေါ့ဆရာကျမကတော်မြုပ်လေးရဲ့ဈေးထဲမှာအထည်ဆိုင်တစ်ဆိုင်နဲ့လူလူတူတူဆိုပေမဲ့ဒီဆိုင်ကကျမတယောက်သေးပိုင်တာမှမဟုတ်တာပဲမိဘညီအကိုမောင်နှမပိုင်တာလေး ဆရာကိုယူရင်ဇေယောင်တက်တာလေးတခုတည်းနဲ့ဆရာနောက်ကို ကျမလိုက်ခဲ့ရမှာဆရာကကျမကိုဘယ်အရင်အနီထုတ်ပေးနိုင်ပါမလဲနော်ဒါပေမဲ့ဆရာနှလုံးသားနဲ့စဉ်းစားမိရင်တော့ကျမဆရာကိုဘယ်လိုပြောရမလဲဟိုတင်းချစ်တဲ့အစင်းကြီးတော့မဟုတ်သေးဘူးတိတ်တော့တနာနေမိခဲ့ဆရာပြီးတော့ရင်ရင်ကြည်ကြည်ဆက်ဆံတတ်တဲ့ဆရာကိုခင်လဲခင်နဲ့ နောက်တစ်ချက်ကပုပ်ဝင်လင်းပြောရရင်စေတန်းအစင်းကနေမတက်နိုင်ခဲ့တဲ့ကျမကစာပေစာယူနောက်ဆုံးနှစ်တက္ကသိုလ်ကျောင်းသားလေးဖြစ်ကျောင်းဆရာတယောက်လည်းဖြစ်တဲ့ဆရာကိုအထင်ကြီးရဲ့ဆရာတကယ်ပြောတာကျမကိုဝိုင်းဦးနေကြတဲ့စိုင်းနီနာချင်းစန်တဲ့လူယူကြီးတို့ရွှေဆိုင်ကမဆိုးကိုကြီးတို့တက်ဆရာကိုကျမအထင်ကြီးရဲ့မနက်တိုင်းကျမဆိုင်ရှိကနေတာမီနှစ်ယောက်စာဈေးအိတ်ကလေးနဲ့ထွက်သွားတတ်တဲ့ဆရာကို ကျမတနားနေမိတဲ့တဲ့နွမ်းနေတဲ့ဆရာတိတ်ကုံရဲ့ကိုလည်းအနာရီဖွာသပြုနေတဲ့ဆရာအင်းကြီးရဲ့ကိုကျမအမတ်ထားမိပြီးကျမအထေဆိုင်ကတိတ်ပုံသားရောင်စုံနဲ့အချူစမျိုးစုံကိုဆွေကူးနဲ့ကျမချုပ်ပေးခဲ့ဘူးတဲ့ဆရာခက်ပါရဲ့ဆရာရဲ့နော်ကျမတပြင်းဆိုင်မိတယ်ဟဲ့အပူမတတိရတယ်အေးတိတ်ကိုသွားကြည့်လိုက်ကြစမ်းမနေမကောင်းရလားလို့ညကတော့အဖျားမရှိတော့ပါဘူးဟဲ့ညီးကပါလေအော်အာလူ ကောင်းနေဒီမဲ့တုတ်ကကြက်သွန်ချိန်နေရဲ့ဥကောင်းမလေးမိထွေးဦးမဲစားတပိတ်တာဘူးပဆန့်ညီလေးစံအိမ်ပြင်ဘက်ကုံကုံဆိုင်ကအမေအလို့ရှုပ်တန်တဲ့အတူညီမလေးမိထွေးရဲ့မမအေးတစ်စီတွားကြီးဆိုလို့လဲတွားရသေးတယ်ခါရင်မှပဲဆိုတဲ့စူအောင်တန်ကို ကျမကြားရတယ်ကျမနိုးပြီးအမေရေဖျားလေးမဖျားတော့ဘူးစားလဲစားတယ်ကျမက အခန်းပြင်ဘက်အမေစီလှမ်းအော်ရင်းထွက်လာခဲ့တယ် ခေါင်းအုံးဘေးကကျမလက်ပတ်နိုင်လေးကိုလှမ်းကြည့်ခဲ့တော့စောင်းနိုင်က9နိုင်တောင်ကျော်နေပြီကျမပြတိမောင်နာမအကြာကြီးရက်ခဲ့တာပဲသုံးရက်ဖြာထားတဲ့အချိန်နဲ့ပိုက်ထဲမှာလဲတွတ်တွငင်းရင်ဖြစ်ဆပြုပြီးမိထွေနင်းအမကိုဆက်ပြုတ်သွားခတ်ပေးလိုက်အောင်ထားခဲ့အဲ့ဒီချိန်လက်စကိုကြောင်ရင်ထဲကငါးကြော်လေးလဲယူပေးလိုက်ဖားလဲမဆက်လာလားရှိတယ်လေဟိုမှမြင်မူလားအတွဲလိုက်ပေါ်မှာပေါ်ရှားတယ်မိထွေမလာနဲ့ငါ့ဘာသာခတ်နိုင်နေတယ် ကျမမျက်နှာတင်နေတော့အလုရှုံနေတဲ့အမေကစီမံခန့်ခွဲနေတယ်ကျမတို့အိမ်ကအငည့်အလုရှုံနေတဲ့အိမ်ဒီနေ့ကဥပုပ်နေဆိုတော့ကုံဆုံဆိုင်ကအလုပိုရှုံနေတယ်တရင်ဥပုပ်တွေဆိုကျမရောမိထွေရော အမေရောတစ်ချက်မှမနာရဘူးအဖေနဲ့မောင်လေးကတော့ဒီလိုအချိန်အားမကိုရပါဘူးတစ်ဖက်ရည်ဆိုင်မှာထိုင်လို့ကောင်းတော့မနေ့တုန်းကဈေးမှာဟိုကျောင်းဆရာနင့်ကိုလာမေးသေးတယ်ဒီကောင်းပြီလားတဲ့ မိထွေးကကျမကိုဆံမြုပ်ခတ်ပေးရင် တူတူပြောရဲကျမဈေးမထွက်နိုင်တဲ့သုံးရက်လုံးတူလာမိရှာတယ်ဆိုတဲ့အသည့်နဲ့ကျမရင်လေလှုပ်ရှားနေမိရဲ့မိထွေးမရိပ်မိအောင်ဆံပြုတ်ကိုတစုံမိတစုံခတ်တော့နေမိရဲ့ဟာအချိန်မှမခင်လာသမီးလာပြီစွန်းတော်လေးတော့သွားပြီသူကခုမှထမင်းချက်မှဟဲ့ဆံပနှလုံးလေးပြောတလုံးအမေရဲ့ ဘာဟဲ့ဆိုတဲ့အတန်နဲ့အတူ ကျမရောမိထွေးပါဆိုင်ရှိက ပစိုးစိုးလေးကရင်ရက်နေတဲ့မခင်လာသမီးလေးကိုကြည့်မိရဲ့ဟဲ့လူက9ယောက်ဆန်ကတလုံးနင်တို့ဘလို့ချက်စားကြမှာနဲ့အမေကဆန်တလုံးချိန်ခဲ့ပေးရင်မတိတာဆိုဝါပြောနေတာကိုမိထွေးကခနဲစုပ်သက်ပြီးအမေကလည်းနော်လူ9ယောက်နဲ့ဆန်တလုံးနဲ့ဆိုကြတဲ့ကဘာလို့စားမဲဆိုတာမသိဘူးလား မခင်ဟာလို့နေမရနှစ်ယောက်လုံးအလို့မရှိတာကိုလည်းသိရသားနဲ့လို့ပြောတယ်။ပြီးတော့မခင်လာတမီလေးနောက်ကိုလိုက်ငင်းနေမိတဲ့ဂျမဘက်နဲ့လာပြီးနင့်အဲ့ဆရာကလည်းဟဲစိတ်ညစ်ဖို့ကောင်းတာဘယ်တော့ကြီးလိုက်ကြီးလိုက်ဒီပစိုးနဲ့ဒီတိုက်ပုံကြီးပဲရှုံးမဲနေတဲ့မိခွေးမျက်နှာကိုကြည့်ရင်ဂျမရင်ထဲကျင်ကနေဖြစ်သွားမိတယ်။အမြဲတမ်းညွန့်ညွန့်နက်နက်နိုင်လာတဲ့ဆရာကိုဂျမမြင်ရောက်လာတယ်။ လူ၅ယောက်နဲ့စံတလုံးနဲ့ဆရာတယောက်ကောရင်ဆရာလာကလေးနဲ့ဟဲ့အစ်တစ်ညီနေကောင်းလို့တွားနိုင်ရင်အဝင်းတို့အမေအတုပါလေးတွားပို့လိုက်အောင်တွားနိုင်မလားမနေ့ကညီအိတ်နေတော့ကအဝင်းတစ်ခေါက်လာသေးတယ်ခုပါရဲ့ခုမှပဲအမတ်ရတော့တယ်ကျမကပြားကရထိုင်ရင်မိတယ်ကျမတွားနိုင်တဲ့အမေခုပဲတွားမှာ မတွားလို့ဘယ်ကောင်းမလဲ အဝင်းနဲ့ကျမကဝါလုံးနန်းကလေးကတငယ်ချင်းခုထီလေဈေးထဲမှာဈေးအတူတူရောက်ရင် ခင်ကြတော့အဝင်းအမေကနတ်တရှိဖြစ်နေရှာတာကျမစားဖျားရဲ့နေကဆုံးတာအဝေးအစားအမြန်လေးပြီးစပိန်နေဆွဲထွက်တော့အမေကပူပန်ပြန်နေညီစပိန်နေနိုင်မမလားမိထွေးလိုက်ဖို့ခန့်လိုက်ရမလားရှားတဲ့အမေကျမနေနိုင်နေဆိုပြီးကျမထွက်ခဲ့တယ်အမန်ကဒီတက်ပူပြီးအစိုးကြီးရောက်ရမှာ ဒါပေမဲ့အဝင်းကကြမတ်တဲ့ပို့ပြီးတော့ပါတယ်။လုံလဲလုံနိုင်တယ်။သူတို့မှဆေးအုပ်မြို့အုပ်လဲတောက်ပါတယ်လေ။အဝင်းတို့အရှိရောက်တော့လူတွေတော်တော်ရောက်နေပြီ။ဒါပေမဲ့အတုဝချမဲ့အချိန်ကတော့စောပါသေးတယ်။တစ်ချက်တည်းမှချမှာဆိုတော့ခုမှ12နာရီတောင်မထိုးသေးဘူး။ဟဲ့အစ်စ်နင်နေကောင်းသွားပြီလား။ စပိန်ကစီနဲ့အိနှဲကထွက်လာတဲ့အဝင်းနဲ့ကျမအိမ်ဘဝမှာစုံနေစပိန်စီလာရလို့နည်းနည်းမောနေတဲ့ကျမအသက်တင်းတင်းရှူလိုက်ရင်နေမနေ့ကလာသေးတယ်ဆိုငါအိယထနောက်ကျသွားလို့ဟဲနေခုဘယ်သွားမလို့လဲအမေအတွက်မင်းနေရသွားကြည့်မလို့ဘယ်နားမှလဲဆိုတာသိကျင်လို့ဟာရင်လိုက်ခဲ့မလားနင်းတယောက်သေးလားဟင်းအင်းငမောင်လေးလည်းလိုက်မယ်လာပါလိုက်ခဲ့ပါဒီမှာဘာမှလို့စရာလည်းမရှိပါဘူး ကျမခေါင်းငိမ့်လိုက်တယ်။အစကမလိုက်ဖဲနေမလို့ပဲ။ဒါပေမဲ့ဘာလို့ရမသိကျမစိတ်ခဲမှာဖြက်ခနဲ့အမေရလာတာကဆရာနေတာမြို့ပြင်ရက်ွက်မှာတင်ញိုင်းနာကရက်ွက်မှာလေ။ဖတ်လဲ။တုံးရမတွေ့ရလို့သူ့ကိုကျမတွေ့ရင်နေလို့လား။မသိပါဘူး။သူနဲ့ကျမကပါဆိုင်နာမှတ်လို့နော်။အဝင်းရဲ့ကျမရဲ့အဝင်းမောင်လေးကရှေ့ဆုံးက ။ယူပြင်ဘက်တင်းကျိုင်းစီကိုကျမတို့ဆွေးပင်းင်းခဲ့ကြတယ်။ဟောရှီနားမှာဆရာတို့နေတဲ့ရက်ွက် ကျမရင်နဲ့လှိုက်ခနဲ့ခုံသွားတယ်။ခတ္တာကဆရာတို့အိမ်ကိုကျမမသိဘူးအဝင်းလဲဘယ်တိမလဲနော်။ဆရာတို့ရက်ွက်ကလွန်ရင်မဲ့တင်းကျိုင်းအဝင်ဝါကိုလှမ်းညင်နေကြပြီ။တင်းကျိုင်းအဝင်ဝါမှာ ခလူးအေတော်တော်များများစုယုံနေကြတယ်။ ဧတရေမမကြီးကဲမဲ့စစ်ပြကတော့မလွယ်ကြောပဲပုမတရင်ကြနဲ့လာဆောင်နေကြတာတွေ့လားအဝင်းမင်းငော့ပြတဲ့မင်းညင်းညင်းညွန်းနှန်းနှန်းကလေးတွေနဲ့မိမတချို့ကိုကြည်ပြီးကျမရင်နဲ့မကောင်းဘူးအဝင်းတို့မမကြီးသူ့အမေအတွက်ကုသိုလ်အဖြစ်ကဲမဲ့စစ်ပြတွေကို သူတို့နှစ်ခါသုံးခါပြန်ဝင်ယူကြမယ်ပြီးတော့ရောင်းစားမယ်ရောင်းစားလို့ရတဲ့ပတ်စံနဲ့သူတို့ဆံဝယ်ကြလိမ့်မယ် အရင်တုန်းကတည်းကလူတွေပိုများလာတယ်လို့ပဲကျမတို့တင်ကြိုင်ထဲဝင်ခဲ့ကြတော့တင်ကြိုင်တွေကခုနေရာဒီနေရာတွေမှာမြေမြုပ်ဖို့နေရာတွေလာကြည့်ရတဲ့သူတွေနဲ့သူ့ဘယာသားတွေကိုမြင်ရတယ်အဝေးမောင်လေးကဥမာငါပြောခဲ့တဲ့သူ့ဘယာသားကြီးလို့လက်ညှိုးထိုးပြရင်ကျမတို့ကိုခေါ်သွားတယ်ဦးကြီးကျွန်တော်တို့အမေ့မြေနေရာကြည့်ရင်လို့ဘယ်နာမှလဲသူ့ဘယာသားဦးကြီးကကျမတို့တွေကိုခိုက်အေးအေးကြည့်တယ် နာမည်ပြောလေကွာဒီနေ့မိမနှစ်ယောက်ရှိတာကွာအဝင်းစီကဒေါ်သိန်းခင်ဆိုရဲအတန်တူတူလေးထွက်လာတယ်။အော်ဒေါ်သိန်းခင်လားခေါ်ဟိုနားမှာလာလေလိုက်ပြမယ်ချင်းတော်တူပင်းလူနေပြီ။အဝေးမောင်လေးကအိတ်ထောင်နဲ့နိုင်ပြီးဦးကြီးကိုချင်းတူကမပေးရသေးဘူးရော့ဦးကြီးပြောထားတာ900နော်။ပြီးပါ သူ့ဘာရသာကြီးကငွေ900ကိုမမှုတလို့လက်သေးကင်လာတယ်။ နနေရှောက်မိရနဲ့တူးထားတဲ့မြေစာပုံတပပုံနှမ်းမြင်ရတယ်။သူ့ဘယန္တာကြီးကမင်းငွန်ရင်အဲ့ဒါပဲကွာတဲ့နေရာလေးကကောင်းပါရဲ့။ကိုင်းမြင့်လေးပေါ်မှာကြီးမို့သွားကြည့်အောင်မလား။လာလေးချင်းကပြေးလောက်ပါပြီ။မကောင်တွေကိုပတ်စံပေးရအောင်မဲကွာ။အဝင်းကကြီးမို့မကြည့်ချင်တာနဲ့မြေစာပုံသားမှာပဲကျမတို့ရက်ကြတယ်။ သူ့ဘာရစာကြီးကပေါတူးနှစ်လက်ကိုင်းပြီးချင်းထိတ်မှရက်နေတဲ့လူနှစ်ယောက်စီသွားတယ်။လက်ထဲကင်ထားတဲ့ပတ်ဆက်900တဲ့က200ကိုသူ့အိတ်ထဲထည့်တယ်။ကိုလူနှစ်ယောက်ကိုတရက်တရက်စီပေးရင်ချင်းထဲကိုလည်းရှားတဲ့တရက်နှမ်းချပေးတယ်။ပြီးတော့ကျင်းနဲ့လက်ကမ်းပေးရင်သူ့အတန်ကြဲကြဲကြီးနဲ့တဟဟယဉ်နေသေးတယ်။သူ့ဘရသာကြီးရဲ့လက်ကိုခိုးတွဲပြီးကျင်းဘော့ကိုလူတယောက်တက်လာတယ်။အိုးတရားရင် ကျမတို့ကိုကြောပေးပြီးစကားပြောနေတဲ့အဲ့ဒီလူက မြေကြီးတွေပေးကြံနေတဲ့အယောင်လေးပစိုးစိမ်ကုတ်ဖွားနေတဲ့အင်းကြီးအဖြူမဟုတ်ဘူးမဟုတ်ဘူးကျမရင်နေ တထိထိခုံလာတယ်အာကုရတခုလိုအဝင်းလက်ကိုကျမတိုးတိုးရင်ရင်နှမ်းဆုပ်လိုက်တော့မှပဲတူတူအဲ့ဒီလူကကျမတို့ဘက်ကိုလှည့်ကြည့်ရဲ့ဆရာအိုးဒီကနေ့ကိုကျမဘယ်လိုလုပ်မင်းနိုင်ပါတော့မလဲ ချွေးတွေနဲ့မြေကြီးတွေနဲ့ရှက်ချင်းနဲ့နာကြီးချင်းတွေရောနောပေါင်းဆက်ပေးကြံနေတဲ့သူ့မျက်နှာရေကြီးတွေဆုံးထင်းနေတဲ့ပစိုးစိမ်ငွဲ့အင်းကြီးပြုံနဲ့ပြီးတော့ပောက်တူးကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ထားတဲ့မြေယူကင်နေကြသူ့လက်ချောင်းတွေသူတွေ့ကျင်နေတဲ့ကျမကိုတွေ့လိုက်လို့ဖြစ်ခနဲ့ဝန်းလန့်သွားတဲ့ပါဝါမျက်မျက်အောက်ကညလုံးမိုင်းမိုင်းတွေကို မြင်လိုက်ရတာကခဏလေးရေပါခေါင်းကိုအမြင်ငုံချရင်သူထွက်သွားခဲ့ပြီ။ ဆရာရေကျမနှလုံးသားတွေပောက်ထွက်လို့မတက်ခုန်နေပါတယ်ဆရာကျမလေးဆရာကိုချစ်တယ်ဆရာတိတ်ချစ်ပါတယ်ဒါပေမဲ့ကျမလေးကျမတိတ်ဝမ်းနေတယ်ဆရာတိတ်ငိုချင်တယ်ကျမငိုပေးရစီနော်နားစင်အပေးခဲ့ကြတို့တယောက်ချင်းမိတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်ရှင်ကောင်းမွန်သော နေ့လေးတစ်နေ့ဖြစ်ပါစေရှင်